ဟေယောဝလုံးပဲမြန်ကလညာချန်လေးပါနိုဝင်ဘာလ25ရက်နေ့ရက်အထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလေးကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကြည့်ရှုနေတဲ့သူငယ်ချင်းတွေအားလုံးကျေးမြတ်ကြည်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်စစ်ကောင်စီလုံခြုံရေးတင်းချက်နေတဲ့ရန်ကုန်မြို့လေးစုလီဖျားလမ်းမပေါ်ကကျောက်တတားရေးစခန်းကိုလက်ပစ်ဘုံးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့တရင်ပြန်ကျေးရဲ့တာဝန်ခံကပြောပါတယ်။လက်ပစ်ဘုံးလုံးနဲ့ပိကတ်တိုက်ခတ်ခဲ့ပါတယ်။စခန်းစီစီကင်ဒေးတွေနာကြာရောက်ပုတ်ခွေခဲ့ပါတယ်လို့ပြောပါတယ်။စစ်စင်ရဲကိုနိုဝင်ဘာ25ရက်နနက်တနားီခတ်မှာ Operation Flame နဲ့အတူအနောက်ပိုင်းကရန်ကြီးမင်တိုင်နဲ့လတာမြုပ်နေပြည်သူကကွေရဲ့အဖွဲ့တွေပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ TK တိဆုံမှုစုံစမ်းနေစေဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းမှာပြည်သူတွေကိုအနိုင်ပြီးဖိတ်ဆန်တွေကိုကြိတ်တလို့ကောက်နေတဲ့ရေစခန်းတွေအုတ်ချုပ်ရေးမှုယုံတွေကတော့မကြာခဏဆိုတော့မှဖြစ်ပါတယ်။ကောင်းလေတဲ့တတင်းတော့တင်းကရင်ပြည်နယ်တိုင်းမြန်မာနယ်စပ်မြို့တီမြို့နယ်မင်းလက်ပန်ကျေးရွာတွေ KNU နဲ့စစ်တပ်အကြတိုက်ပွဲဖြစ်ပွားပြီးနောက် DKBA ကလုံချုံရဲယူထားတော့ကြက်ဖြတ်အလောက်ယုံများကို KNU ကဝင်ရောက်စီးနှင်ခဲ့ကြောင်း KNU ကတရားဝင်တည်င်းထုတ်ပြန်ထားပါတယ် နိုဝင်ဘာလ27ရက်နေ့မြို့ဝတီမြို့နေမင်းလပန်ကျေးရွာတွင် KNU နှင့်စစ်တပ်အကြတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းစစ်တပ်ဖက်မှပြောဟာမှုနိုင်လွန်ဦးဆောင်တော်တပ်များနှင့် DKBA မှဆိုင်းကျော်လှဦးဆောင်တော်ပူပေါင်းတပ်များကမင်းလပန်ရှိ KNU တပ်စခန်းများကိုတိုးစစ်စင်တိုက်ခိုက်လာခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက် DKBA စခန်းကို KNU ကတင်ပိတ်နိုင်ခဲ့ပြီး DKBA တပ်ဖွဲ့ဝင်230ကျော်လက်နက်ချခဲ့ကြောင်းသိရပါတယ်။ ယင်းနောက် DKBA တပ်များတဆွေထားသောအထက်ထက်သောလုံချုံရဲအစီအမံများနဲ့ကြီးမားသောကိတ်များပါရှိသည် လုံချုံရဲအစစ်မင်းတို့ခြံဝင်းတစ်ခုကိုတင်ပရရှိခဲ့ပြီးလူရပေါင်းများစွာကိုတရားမဝင်ချုပ်နှောင်ထားသည့်ကြဖြတ်အလောက်ယုံများကိုတွေ့ရှိခဲ့ကြောင်း KNU ကဆိုပါတယ်ကြဖြတ်2000ခန့်ကိုချုပ်နှောင်ထားတယ်လို့သိရှိရပါတယ်အဲ့ဒီထဲမှာထိုင်းနိုင်ငံသား28ဦးကို KNU ကလွှဲပြောင်းခဲ့ပြီးလို့လည်းသိရှိရပါတယ် องลิดเดตดินนอตดินอเมริกันนายไงตารวยกูลิงเลมู่มาปาวิงปัตตะเตนายไงเพ็ดโจยาสวิตไกคองซองรวยกูพันซีนายผู้ดามามาหอกปิมุทินชาซีนายเสผู้อัจฉะอลัพเปดาตวยลิงเลมู่กะยะเดงวยรวยกูติงซีนายเสเตอัจฉะอลัพเปดาตวยอตวดดอลลาร์25ตันอธิสุเจงวยชิปิตวมาบาหุအမေရိကန်နိုင်ငံချယ်ယွန်ကြီးဌာနမှအကြီးတန်းအရာရှိတဦးကပြောပါတယ် တေချာရာကတော့မင်းအောင်လှိုင်ဖန်ဖူးလို့တယ်။ဆိုချစ်သူနဲ့ DKBA ခေါင်းဆောင်တွေကိုဖန်ပြီးမှအမေရိကန်ကိုအကြောင်းကြားရင်တော့ဒေါ်လာ25တန်ရမှာဖြစ်ပါတယ်။ KNU တွေပဲရမှာပေါ့တေချာပြီပေါ့။အခုလဲ KNU တွေလောက်နီးလောက်ပုံတွေကိုကြည်ပြီးမှအမေရိကန်နဲ့အတူတူဂျက်ဖြစ်နှင်းနှင်းရေးကိုလုပ်တယ်လို့ကျွန်တော်မြင်တယ်။ကမ္ဘာတားနော်ဂျက်ဖြစ်ခေါင်းဆောင်ဆိုတာဘသူပဲဟာဘူးမှမတိလို့အမေရိကန်ကဒီလိုပုံစံနဲ့ပညာသုံးပြီးမှထုတ်တယ်လို့ကျွန်တော်ကတော့မြင်တယ်။ ဒေါ်လာ25တန်းကနေတာမဟုတ်ဘူးเนาะတသက်စာစားလို့ရပြီ KNU တွေရလိမ့်မယ်လို့ကျွန်တော်ကတော့ယူပါတယ်။တုံငယ်ချင်းတွေလည်းကျူးစာကြပေါ့ကျူးစာရင်မှမစုဖြစ်နိုင်ပါတယ်။ကောင်းလေတဲ့တတင်းနောက်တတင်းမကွေတိုင်းမင်းတုံမြုပ်နေပတင်းမုံရလန်ပိုင်ပေါ်ရှိငင်းပင်တာချေရွာနေထိုင်သူစစ်ကောင်စီတပ်နဲ့ပူပေါင်း၍မူရစေမြာတေယူရောင်းချနေတော့လက်နက်ကင်ပီတူစစ်မြို့ခေါင်းဆောင်ဖူးပြဤတပိနေတွေအား မူရစီဝဒဘလဝေအလုံးကြီးတတောင်းနဲ့အတူယနေ့နိုဝင်ဘာ25ရက်နာနေ့7နာရီခန့်ကပတင်မုံရွာလမ်းပိုင်ပေါ်တွင်တရက်ခရိုင်အမှတ်လေးတရင်ကဖန်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။ကောင်းလေးတဲ့တတင်းတော့တင်းစကိုင်းတိုင်းဆွေဘူးမြို့စီဆွေဘူးတက္ကသိုလ်ကိုပြောင်းလာတဲ့နန်းစီဒီအမ်ပါမောက်ခတအူကိုဖန်စီတင်းတင်းထားတယ်လို့ဆွေဘူးမြို့နေပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းကတည်ရှိရပါတယ်။ ဖန်စီခန်ထရသူဟာရန်ကုန်ဝိဇာတိတ်ပန်တက္ကသူမှတွေးဖက်ပါမောက္ခရာထုကနဲ့ဆွေဘူးဝိဇာတိတ်ပန်တက္ကသူကိုပါမောက္ခဖြစ်ရာထုတူပြန်လာတဲ့တင်ချဌာနမှပါမောက္ခဒေါက်တာရီရီလွန်းစုသူဖြစ်ပြီးနိုဝင်ဘာ27ရက်နေ့တုံးနာရီခန့်ကဆွေဘူးမူကန်ကြီးလမ်းပိုင်းတနေရာမှာဖန်စီခေတာလို့ဆိုပါတယ်ဆွေသက်စာကကြီးတဲ့တင်းရင်နဲ့လာတာတွေ့လို့ထင်းထင်းထားတယ်လက်ရှိတော့ကောင်းကောင်းမွန်မွန်ပဲထင်းထင်းထားတယ် ရာထူးထူးနဲ့ပြောင်းလာတာသူ့ကိုယ်တော့မလွတ်သေးပါဘူးလို့ဆွေဘူးမြုပ်နေပြီးသူ့ကကွယ်ရဲ့အဖွဲ့ရဲ့တည်င်းနဲ့ပြန်ကြရဲ့တာဝန်ရှိသူကပြောပါတယ်စစ်တလက်အုပ်ခံတွေဆိုရင်တော့ဖန်တင်ပါတယ်တတိတွေပေးပြီးမှစစ်ဆေးပြီးမှပြန်လွတ်ပေးမယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်နောက်တရင်စစ်တကတရားမဝင်ချင်ပါမယ်ရွေးကောက်ပွဲအတွက်ပြပရောက်မြန်မာနိုင်ငံသားတွေဂျူတင်စန္ဒမေးပေးသူမရှိဘူးလို့လွတ်တော်ကိုယ်စားလှယ်လောင်းအချို့ကပြောပါတယ် ပြပရောက်နိုင်ငံသားတွေအခုလိုကြူတင်စန္ဒမီပေးသူမရှိတာကြောင့်စစ်တလက်အုပ်ခံရွေးကောက်ပွဲကော်မရှင်အနေနဲ့ကြူတင်မီတွေလာပေးနိုင်ဖို့ဆိုပြီးတမ္ပတ်ရထက်ထတူပေးခဲ့ရတယ်လို့သိရပါတယ်ကျွန်တော်တို့မီးယုံတွေလိုက်ကြည့်တယ်ကြူတင်စန္ဒမီပေးတာနဲ့ပတ်သက်ပြီးဘာတွေ့ရလဲဆိုတော့နိုင်ငံချက်ကနဲ့ကြူတင်မီပေးတာမတွေ့ရဘူးလို့ပါတီတစ်ခုရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတူကပြောပါတယ် ဘေပီတူမမင်းတော့ကိုမထောက်ခံဘူးဆိုတာမင်းတော့မသိဘူးလားပြီးပမှာရောက်တဲ့မြန်မာနိုင်ငံသားတွေထဲမှာမင်းတော့ကိုထောက်ခံတဲ့ဘီတူအားလုံးစုစုပေါင်းတရာတော့ပြီးမှာမဟုတ်ဘူးတကဘာလုံးမှာပြောတာနော်မကျူးစားနဲ့အကောင်တွေလည်းပြီးမှာထွက်ရေးတာမဟုတ်ဘူးမင်းတော့ထောက်ခံတဲ့အကြောင်းတွေကိုပြောရေးတာမဟုတ်ဘူးအဲ့ဒါမင်းတော့တီးဖို့ကောင်းလေတဲ့တဒင်းနိုဝင်ဘာလ25ရက်နေ့ညနေပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲဂေတာဆိုရင်တော့ကျွန်တော်တို့ပထမဆုံး ပါတီဝင်တွေနဲ့ပြည်သူလူထုတွေဒေဆိုပွဲတစ်ချက်လောက်ရှုချက်ရအောင်ဒီလိုပြန်ပြည့်စီနာချင်းစီနာစီတော့တော့တမိုင်းတော့ကောင်းဟုတ်ကဲ့နော်ပါတီတစ်ခုဆိုရင်တော့တမိုင်းတော့ကောင်းမှာရှိလို့တော့လို့နော်နောက်တမိုင်းတော့မကောင်းတဲ့ပါတီကိုသာတော့မပြေးရဘူးကျင်းမဝန်ကလေးကောင်းတယ်နော်ပါတော့ဟာတန်တဲ့အိမ်ကပန်းသာသာ မရပါဘူးဘုရားနေရာမှာ၄000လောက်လည်းမရပါဘူး what ဘုရားဘုရား5000မှာငါတို့ကတန်တဲ့အိမ်ကဘုရား5000မရပါဘူးဘုရားနေရာမှာ၄000လောက်လည်းမရပါဘူးအခုကနိုင်ငံတော်မှာပါတီကြီးတွေအားလုံးကတိုင်းပြည်ထူထောင်ရေးကိုမစင်စားဘူးပါတီကြီးပွားရေးပဲစင်စားတယ်ပါတီလောက်ပဲစင်စားနိုင်တဲ့ညံနေတော့ခေါင်းဆောင်မလုပ်နဲ့တိုင်းပြည်တစ်ခုလုံးထူထောင်နိုင်မယ်ဆိုတော့ညံနေမှာခေါင်းဆောင်လုပ်ပါဟုတ်လား အခုကပါတီအောင်နိုင်ရေးပါတီကြီးပွားရေးပါတီတိုးတက်ရေးပဲစဉ်းစားတယ်ဒီပုံအပီတပီလုံးကတပါတီတည်းနဲ့သွားတာမဟုတ်ဘူးတိုင်းသူပြည်သားအားလုံးအတွက်သွားရတာဖြစ်တဲ့အတွက်တိုင်းသူပြည်သားတွေအားလုံးအတွက်လုပ်ပေးနိုင်မယ်စိတ်ရှိမှသာလေသမရလုပ်ပါချင်းဂျီထဲငဒုလှိုင်ကိုတိတ်ဆိုတာကူကြောကြီးကချက်ဖွဲပါတီတွေပြည်သုံးလုံးပါတီတွေမင်းတို့ခေါ်ထားတဲ့ပြည်သူတွေကအကြွေတောင်းနေပြီနော်စံတိတ်တော်မတောင်းနေနော်အမြန်စုံပြေချာ ကျွန်တော်တို့လိုင်းပုံမှာဟောင်းနေတာမဟုတ်ဘူးမင်းတို့ခိုထားတဲ့လူတွေကအကျွေးတောင်းနေပြီခုနထောင်လေးမပေးဘူးဆန်အိတ်လေးမပေးဘူးတဲ့သဘောကျတယ်ပထမအဆုံးလေးပြောသွားတာလည်းသဘောကျတယ်ပါတီရာဇဝင်မကောင်းရင်ကျွန်တော်မင်းမပေးဘူးကြားလားသဘောပေါက်လားဟုတ်ကဲ့ဟုတ်ကဲ့ဘွားကြီးပူကြီးတော်မှာကြောက်နေတဲ့ပါတီခေါင်းဆောင်တွေခွေးမသားတွေကေတာဆိုရင်တော့နောက်ဗီဒီယိုထမဆူရကအမေရိကန်ရောက်မြန်မာဒုက္ခတွေ ကွန်နထောင်ကျိုကိုပြန်စစ်ဆေးမယ်လို့ပြောပါတယ်။အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတစ်ချက်လောက်နားဆင်ကြည့်ရအောင်။ Trump ဆိုရကအမေရိကန်ပြည်ထောင်စုမှာရွှေ့ပြောင်းအခြေချနေထိုင်တဲ့မြန်မာအပါဝင်ဒုက္ခသည်2သိန်းခွဲလောက်ကိုပြန်လဲစစ်ဆေးမှာဖြစ်တယ်လို့ဆိုပါတယ်။ဒီမိုကရက်သမ္မတဂျိုးဘိုက်ဒန်လက်ထက်အမေရိကမှာဒုက္ခသည်အဖြစ်ခလုံးလာသူတွေအနေနဲ့သူတို့နေရရင်နိုင်ငံတွေမှာဘလို့ပုံစံမျိုးနဲ့ပြိနေခံခဲ့ရလဲဘာကြောင့်ဆက်နေလို့မရတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြန်လဲစစ်ဆေးမှာဖြစ်ကြောင်း နိုဝင်ဘာ22ရက်ညွှန်ကြားချက်မှာဖော်ပြထားတယ်လို့ American သတင်းတွေမှာဖော်ပြပါရယ်2022ခုနှစ်ဇန်နဝါရီ20ကနေ2025 February 20အတွင်း American ပြည်တော်စုကိုရောက်လာတဲ့ဒုက္ခသည်3,300လောက်ကို American နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးဌာန USCIS ကပြန်လည်စစ်ဆေးမှာပါဒါအပြင် Green Card လို့တီးကြတဲ့အမြင်နေထိုင်ခွင့်အတွက်လျှောက်လွှာတင်တာစစ်ဆေးတာ ထုတ်ပေးတာအလုံးကိုလည်းရက်ဆိုင်ထားမှာဖြစ်ပါတယ်။လေးနှစ်တာကာလအတွင်း American ပြည်ထောင်စုကိုရောက်လာသူတွေတဲ့မြမဒုက္ခတဲ့အရေးအတွက်တောင်းကနန်းအထိရှိနိုင်ပြီးတော့2024ခုနှစ်တစ်နှစ်အတွင်းမြမဒုက္ခတဲ့8348ရောက်ရောက်ရှိခဲ့တာဟာကွန်ဂိုအာဖဂန်နစ္စတန်ဗင်နီဇွဲလာဆီးရီးယားပြည်ရဲ့မြမဒုက္ခတဲ့အရေးအတွက်ဟာ2024ခုနှစ်အတွင်းပြင်စမမြောက်အများဆုံးဝင်ရောက်လာတာလည်းဖြစ်ပါတယ်ထရမ်ဆိုရဟာ နိုဝင်ဘာ25ရက်နေ့ကစလို့မြန်မာနိုင်ငံသားတွေ American ပြည်ထောင်စုမှာယာယီခိုလိုနီထိုင်ခွင့် TPS အစီအစဉ်ကိုလည်းရပ်ဆိုင်မယ်လို့ကြေညာထားပါတယ်မြန်မာနိုင်ငံမှာတရုတ်ဆိုးရရဲ့ဝင်ရောက်ဆွဲဖက်မှုကြောင့်မြန်မာနိုင်ငံအရှိမောက်ပိုင်းကလူမျိုးစုတွေရဲ့လက်နက်ကင်တော်လှန်ရေးအရှိန်အဟုန်နှေးကွေးသွားပေမဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့တော့စီးရေးပြိပခါတွေဆက်ရှိနေတာပါထရမ့်ဆိုးရကတော့မြန်မာနိုင်ငံသားတွေကိုယ်နေရရင်နိုင်ငံပြန်လို့ရတယ်ဆိုတာမျိုးကောက်ချက်ဆွဲထားတာပါ အမေရိကမှာဒုက္ခသည်တွေကိုလက်ခံနေရချထားပေးတဲ့အစီအစဉ်ဟာပါတီကြီးနဲ့လုံးရဲ့သဘောတူညီမှုနဲ့အကောင့်ထဲပေါ်ထားတာဖြစ်ပေမဲ့ထရမ့်အစိုးရကဘိုင်ဒန်လက်ထက်မှာဒုက္ခသည်တွေရဲ့နောက်ကျောင်းကိုလုံလုံလောက်လောက်မစစ်ဆေးခဲ့ဘူးလို့ဆွဆွဲပါတယ်အမေရိကန်ပြည်ထောင်စုအတွင်းလုံခြုံရေး NDA ဒါမှမဟုတ်အမေရိကန်လူမှုအတိုင်းအဝိုင်းအတွင်းဘေးအန္တရာယ်ကျရောက်စေနိုင်တဲ့အနေအထားရှိမရှိဆိုတာနဲ့ပတ်သက်ပြီးတော့လေပြန်လဲစစ်ဆေးဖို့အတွက်အခုလိုညွှန်ကြားတာပါဒါပေမဲ့လည်းထရမ့်အစိုးရဟာ တောင်အာဖရိကကလူမျိုးတချို့ကိုတော့ဒီဒုက္ခတွေအဖြစ်နဲ့ဆက်လက်လက်ခံနေစေဖြစ်ပါတယ်ကျွန်တော်ဆွေပါထရပ်ကတော့လောက်ချပြန်ပြီဒီနေရာမှာတခုလောက်ပြောချင်တယ်ကွာအမေရိကကခီးတွားလို့ဆိုရင်အန်ဒရီမြတဲ့နိုင်ငံတွေထဲမှာမြန်မာနိုင်ငံကိုထိထားတယ်ကွာ၃နေရ၄နေရလောက်မှာပါတယ်မြန်မာနိုင်ငံကိုဘာကြောင့်လဲဆိုတော့စစ်ရေးတွေဖြစ်လို့အခုအဲ့ဒါကိုတီတီရင်းနဲ့ဘာဖြစ်လို့အဲ့လိုမျိုးလောက်တာလဲဆိုတော့စဉ်းစားစရာတအားလိုတယ် ပြည်ထနာကတော့အာနာတင်းပြတဲ့နောက်ပိုင်းမှာအမေရိကမှာရောက်တဲ့မြန်မာပြည်သူလူထုအများစုမှာအာနာစင်ကူပုန်ကန်တဲ့ပြည်သူလူထုများတယ်။အဲဒါကြောင့်သူတို့တွေကမြန်မာပြည်မှာတကယ်ပူလို့ဆိုရင်သူတို့ထောင်ပေးကြမှာပေါ့အသက်ပေးခံရမှာပေါ့။ဘာစဖြစ်မလဲစောင့်ကြည့်ကြသေးတာပေါ့။ကြည်လာဆိုရင်တော့ဗီဒီယိုကိုဇွေးပြုတ်သွားတာကိုတစ်ချက်လောက်နားစင်ကြည့်အောင်။ကျွန်တော်တို့တော်လန်ရဲဘော်တွေအနေနဲ့ကျွန်တော်တို့လူကိုလူရင်းရိုက်ခွဲခဲ့လို့စစ်ကောင်စီကိုကျွန်တော်တို့ထောင်ထဲချီတက်ခဲ့ပြီးွားပြီ။ ကျွန်တော်တို့တက်ခဲ့ဘူးတဲ့စစ်ကောင်စီအင်အားဆိုရင် ထောင်ထဲချီကြော်ပြီးထင်တယ်ကျွန်တော်တို့စိတ်ခံစားချက်ရအလုပ်လုပ်တယ်ဆိုရင်ကျွန်တော်တို့စိတ်ကျင်တဲ့လောက်တဲ့အဆင့်မှာကျွန်တော်တို့တိုက်ပွဲဝင်ပြီးွားပြီစိတ်ကျင်တဲ့လောက်တဲ့အဆင့်မှာတက်ဖြတ်ပြီးွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကစိတ်ခံစားချက်နဲ့တက်ဖြတ်ခြင်းနဲ့ဆန္ဒမဟုတ်ဘူးကျွန်တော်တို့ရဲဘော်တယောက်ချင်းစီတိုင်းကျွန်တော်တို့အပါဝင်တော်တော်များများကကျွန်တော်တို့ကနိုင်ငံတော်အစ်စ်ကိုတိဆောက်ခြင်းကြတဲ့ လူတွေဖြစ်တယ်ပေါ့အဲ့နိုင်ငံတော်အစ်တီဆောက်တဲ့နေရာမှာဘလို့နိုင်ငံတော်အစ်တီမျိုးတီဆောက်တာလဲဆိုဒီပြည်တော်စုမြန်မာနိုင်ငံသားအားလုံးသဘောတူလက်ခံသော constitution တစ်ခုပေါ်လာပြီးတော့မှအဲ့ဒီ constitution ကိုအကောင့်ထဲပေါ်တဲ့တော်လှန်ရေးမျိုးဖြစ်ချင်တာပေါ့ဗျာအဲ့တော့ကျွန်တော်တို့လူလူနဲ့ကျွန်တော်တို့တိုက်ခဲ့တယ်အဲ့တော့မူဝမူနဲ့တိုက်ရတဲ့တိုက်ပွဲမျိုးတွေလည်းတခါတလေတိုက်ချင်တယ်ဗျာသိလားအဲ့တော့နိုင်ငံရေးဥဆောင်ဖွဲ့စည်းတွေအနေနဲ့ ီ EAO EAO နိုင်ငံရေးအင်အားစုတွေအနေနဲ့ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံးသဘောတူသဘောကျနှစ်ချိုက်သောဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကိုအတူတကွရေးဆွဲနိုင်ပါစေလို့ကျွန်တော်ဆုတောင်းတယ်ကျွန်တော်တို့နေ့တိုင်းဆုတောင်းတဲ့အထဲမှာပါတာပေါ့ပြီးွားလို့ရှိလို့ရှိရင်အဲ့ဒီမူကိုအကောင့်ထဲပေါ်ခွင့်ရသောပြည်သူ့ကာကွယ်ရေးတပ်မတော်သားတယောက်ဖြစ်ချင်ပါတယ်အဲ့တော့ကျွန်တော်တို့ Jesse Soldier ရဲ့ဆန္ဒကလူကိုလူချင်းတိုက်ချင်တယ်၊မူကိုမူချင်းတိုက်ချင်တယ် အဲ့တော့ကျွန်တော်တို့လူလူချင်းတိုက်နေတာကတော့၄နှစ်၅နှစ်ရှိလာပြီပေါ့တခါလေမူမူချင်းတိုက်ချင်တော့နိုင်ငံရေးဥဆောင်အဖွဲ့တွေအနေနဲ့မူမူချင်းတိုက်နိုင်တော့မူဝါဒကိုအကောင့်ထွေဖော်ဖော်သောစစ်ပွဲမျိုးကိုကျွန်တော်တို့ PDF တွေအနေနဲ့တိုက်ချင်ပါတယ်ဆိုတဲ့ဆန္ဒလေးရှိပါတယ်ဗောဗျာကျွန်တော်တို့ကလူငယ်တွေပါပဲ ဘလဟိုးတဲ့ကအဆက်ပြောက်လေးတစ်ခုပဲဘလဟိုးတဲ့ကဘလဟိုးတဲ့ကအဆက်ပြောက်လေးဆိုကဘာမြေကြီးထင်နေဦးမယ်မဟုတ်ဘူးကျွန်တော်တို့ကဘလဟိုးတဲ့ကကြဲလေးတွေပါအဲ့တော့ကျွန်တော်တို့မမြင်နိုင်ဘူးတချို့ကတချို့ကကျွန်တော်တို့ရှိမှန်းတော့မသိဘူးအဲ့တော့ကျွန်တော်တို့စကားတွေရတယ်အဲ့လိုပါပဲကျွန်တော်ကျွန်တော်တို့စကားတွေကိုတချို့ကမကြောက်ဘူးအဲ့တချို့ကကြားနိုင်တဲ့နေရာမှာမရှိဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က black hole တွေက အဆက်ပြောင်းလေးတွေဖြစ်တဲ့လွချောင်းမှုဘာမှပေါင်းမဝင်တန်းမဝင်ဘူးဗောဗျာအဲ့တော့ကျွန်တော်တို့မနှက်ဖြန်မနှက်ဖြန်မနှက်ဖြန်နေမှာ တိုက်တဲ့တိုက်ပွဲတွေဟာမူဝါဒတစ်ခုကိုအကောင့်ထဲပေါ်ရိတ်တိုက်ရတော့တိုက်ပွဲမျိုးတွေဖြစ်ချင်တယ်ဗျာဒါကျွန်တော်ကျွန်တော်တောင်းဆိုချက်ပါတခြား PDF တက်ပွဲဝင်နေတခြားပြည်သူ့ကာကွယ်ရေးတပ်မတော်သားလို့ပြောတဲ့သူတွေတခြားလက်နက်ကင်တွေကတော့ဘလို့ဆန္ဒရှိလဲတော့မသိဘူးကျွန်တော်လက်နက်ကင်ရခြင်းရဲ့ဆန္ဒကကျွန်တော်တို့အိမ်မက်တွေကို ပါဇက်နဲ့ပြောပြီးအကောင့်ထဲပေါ်လို့မရတဲ့အခါလက်နဲ့ဆွဲကင်ပြီးအကောင့်ထဲပေါ်ရတာကျွန်တော်တို့အိမ်မက်တွေကိုအကောင့်ထဲပေါ်တဲ့ညီကိုတွေစုလိုက်တော့တရင်တစ်ဖွဲ့ဆိုတာ ဖြစ်လာတယ်အဲ့တော့တရင်တစ်ဖွဲ့ဆိုတာဖြစ်လာတော့ပြည်သူလူထုကိုကိုစားပြုရတယ်အဲ့တော့ပြည်သူလူထုရဲ့ညှော်လင့်ချက်ကျွန်တော်တို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်သောတိုက်ပွဲမျိုးလေးတွေတိုက်ချင်တယ်အဲ့ဒါဒီမူဝါဒရေးရဆိုင်အဲ့တော့စနစ်တစ်ခုကိုအကောင့်ထဲပေါ်သောတိုက်ပွဲမျိုးလေးတွေတိုက်ချင်တယ်အဲ့တော့စနစ်တစ်ခုကို မူဝမူချင်းတိုက်တော့လူကိုလူချင်းတိုက်ဖို့တိုက်ပွဲမျိုးလေးတွေတိုက်ချင်မိပါတယ်လို့ဆန္ဒရှိပါတယ်ဗောခုနတော့အကိုတယောက်ကဆူတောင်းပေးတယ်တိုက်ပွဲတိုင်းအောင်ပါစေတဲ့ကျွန်တော်တို့တိုက်ပွဲတိုင်းအောင်ခြင်းတယ်ဗျာဒါပေမဲ့တခါလေကျွန်တော်တို့တိုက်ရတဲ့တိုက်ပွဲဟာစနစ်တစ်ခုကိုအကောင့်ထဲပေါ်တယ်မူဝါဒတစ်ခုကိုအကောင့်ထဲပေါ်တယ်ဆိုတော့တိုက်ပွဲမျိုးလေးဖြစ်ချင်မိတယ်ဗျာအမုန်းတရားကြောင့်လူတက်နေရတယ်ဆိုတော့ အမုံ106လူတက်နေရတယ်ဆိုတော့လူသက်ပွဲကြီးတော့မစင်နွဲကျင်တော့ဘူးဗျာအဲ့တော့နိုင်ငံရေးအင်အားစုတွေအနေနဲ့တော်လန်ရေးကိုဥဆောင်တဲ့ EAO နိုင်ငံရေးအင်အားစုတွေအနေနဲ့လူထုရဲ့ဆန္ဒကိုရှေ့ရှုပြီးတော့မှမူဝါဒအရတိုက်ရတော့တိုက်ပွဲမျိုးလေးဖန်တီးပေးကြပါဦးလို့မြစ်တာရက်ခံချင်ပါတယ်ဗျာဟုတ်တယ်နော်ကိုဆွေပြောတာဒါမှန်တယ်အခုချင်းတီမူဝါဒကိုမချက်ပြတ်တင်းနိုင်တာကိုအံ့ဩတယ် ငါနှစ်ပြီတော့မေကွာအထက်မှာမေးကြည့်တော့အကျန်ကတော့ရှိပြီဒီဇင်ဘာလမတိုင်ခင်မဟုတ်ရင်ဇန်နဝါရီလောက်ဆိုရင်တော့ပြီးတူလူထုကိုအကြောင်းကြမယ်လို့ပြောကြတယ်ဇန်နဝါရီဖေဖော်ဝါရီထိတော့ဆောင်ရမှာပေါ့အဲ့ဒီနောက်ပိုင်းမှာဘာမှမဟုတ်ရင်တော့ကျွန်တော်တို့ပါဆက်လုပ်ရမလဲမသိဘူးလက်တီနဲ့ထူခံရမလားမသိဘူးကေဒါဆွန်းတဲ့နောက်ဗီဒီယိုအကြာကြီးပြုတ်ဆုံးနေတဲ့မူဟင်းတစ်ချက်လုံးနာစင်ကြည့်အောင် မိတခုလောက်ပြောချင်ပါတယ်ဆရာ online မှာမှာဂျီယူကပွဲကိုတရားမဝင်ဘူးလို့လည်းပြောနေတိုင်းကြားပါတယ်ဆရာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာဘယ်လိုထင်ပါလဲရှင်ပြောင်းပြန်လို့ဂျီယူကပွဲကိုဆိုလို့ကျန်လားဖြစ်ရှင်ရရတင်းမှန်ပြူဆိုတာတွေကတော့အင်းဒါတွေကတော့တပုံနေတပုံတွေတောင်းချမ်းသူတွေပေါ့ဗျာတောင်းချမ်းသူတွေဖြတ်သမားတွေကပြောနေတာပါဘာလို့သူတို့ဒီလိုပြောနေရလဲဆိုတော့သူတို့ကနိုင်ငံအာဏာလိုချင်တာဟုတ်အော် NUG ကအော်နော် NUG မိခင်ပြည်ပြည့်အစိုးရပေါ့သူတို့ကဒီအရ အာနာလိုချင်တာဆိုတော့ဘာဖြစ်သွားလို့ရှိရင်ဘောလာမဲ့အစိုးရတရားဝင်ကဘာအတိမတ်ပြုတ်မဲ့အစိုးရဖြစ်လာတော့မယ်ဝါကဘာကြည်ကြတဲ့ရဘောဆောင်ကြည်ကြတဲ့ရဘောစပြုံးကဘာအတိမတ်ပြုတ်လွတ်တော်ကြီးပေါ်လာတော့မယ်လွတ်တော်ကြီးမှာလည်းကျွန်တော်တို့ဘောအိုးလိုက်တာဒီမှာချက်နော်ယုံမိတာဘယ်သာဝတ်စုံနေနဲ့တိုင်းသာဝတ်စုံနေနဲ့ပြည်သူ့တော်ကိုယ်စားလှယ်တွေကစီကားနဲ့လွတ်တော်ကြီးချက်ပါတော့မယ်ဗျာနော်ဥပဒေပြဋ္ဌာန်းတော့မယ်ဆိုအပ်တဲ့ဒီပေါ်လာတော့မယ် အဲ့လိုတော့ကြီးကနေပြီးတော့တခါတရားဝင်သမ္မတတွေဒုသမ္မတတွေရွေးချယ်တော်မယ်ဝင်းကြီးချုပ်တွေတိုင်းဝင်တိုင်းနယ်ပြည်နယ်ဒေသကြီးဝင်းကြီးချုပ်တွေအလုံးခန့်ကြားတဲ့အခင်ကြီးတခုပြန်လဲပေါ်လာတော့မယ်ဆိုတော့အဖြစ်သမားတွေကသွေးပြက်နေရုပ်ကဝချင်းမမဆိုအတန်နဲ့ကြောက်အဲ့အဖြစ်မောက်ပြောောက်ဝင်နေတဲ့တောင်းချမ်းသူ NUG တွေနော်ပြည်ပြည်တွေအဲ့ပြည်ပြည်တွေပြောလို့ရှိရင်ပြည်ပြည်စင်မအောင်တို့ဂျီမွန်တို့ဇော်ဝေဆိုးတို့နော်အဖြစ်သမားတွေဒီပါမှာအဖြစ်သမားတွေအကုန်လုံးက ယူကော့ပွဲဆိုတာနဲ့သူတို့ထောက်ပံ့နေတဲ့သူတို့အနောက်နော်အနောက်ဆုံးထောက်လိုင်းကထောက်ပံ့ထားတဲ့ဒေါ်လာတွေမရတော့ဘူးဗျာအဲ့တော့သူတို့ငတ်တော့မယ်နော်ပြပမှာသူတို့ကငတ်တော့မယ်လေအခုကသူတို့က PDF တွေကိုစစ်တိုက်ခိုင်းနေတာဒီခံပြီသူတို့တွေကဘန်ကောက်တို့စင်ကာပူတို့တို့ချိုးတို့အမေရိကန်မဆိုနယူးယောက်တို့ပါရီတို့အင်္ဂလန်တို့လန်ဒန်တို့မျိုးကြီးတို့မှာသူတို့တွေက ဟိုတယ်မှာ5 star hotel ကြီးမှာတဲနေတာ5 star hotel ကြီးမှာရေနွေးစလုံးနဲ့ရေချိုးပြီးမှမှဩဒါကြတဲ့5 star hotel ရဟာနဲ့ကျွေးတဲ့ cheese တွေပေါင်ဖို့တွေကြက်ကင်တွေသိုးသားကင်တွေစားပြီးတော့မှ interview ပြီးတော့တိုင်းပြရလို့တိုင်းကခွိုက်တာဘာဖြစ်တဲ့ဘုကဝဲတရားဝင်မှုတရားဝင်မှုအတိမန်ပြူ on ရဟာသူတို့မျက်နှာတွေကြည့်ပါတာအစ်တဝင်းဝင်းနဲ့ကိုခါတယ်ပြည့်ဖြိုးပြီးတော့ဇင်မောင်အောင်တို့ပြည်ပြည်တွေအကုန်လုံးကပြည့်ဖြိုးလှပနေတာပဲဇော်ဝင်ဆိုးတော့ဒေါ်လာတွေရွှင်ပြီးတော့ ထောပတ်တွေအစီဦးထောပတ်တွေစားပြီးတော့သူတို့ဖြတ်နေတာသူတို့တိုက်ခိုင်းတဲ့တောထဲမှာတကယ်လမ်းမရောက်နေတဲ့လူတွေကြတော့နေတည်မလားညနေတာမနေ့တည်မလားနေ့လည်းတည်မလားမသိဘူးဖြစ်နေကြအဲ့ရေကောရေကောဘဝအတိအကျပြောဆိုတာဘယ်လိုမှမဟုတ်ဘူးအဲ့ပြီးပြီးပြီးဖြစ်တဲ့ကနေပြီးတော့တည်မှန်ပြူဆိုပြီးတော့သူပြဿနာပြလာတဲ့မီဒီယာတွေဆော့အော်ခိုင်းနေတာဘယ်နိုင်ငံကမှတရားဝင်ကျွန်တော်တို့တည်မှန်ပြူပါဘူးဆိုတာအတိလင်းတရားဝင်ဘောဆိုတာမရှိသေးဘူးသူတို့တည်မှန်ပြူဆိုတဲ့အတန်ကိုကျွန်တော်တို့က ခတ်ရရင်ပြောလို့ရှိရင်ခွေးလေးခုံလို့ဖုံမထောက်ဘူး။အဲအဲ့လိုပဲကျွန်တော်ပြောချင်တယ်။အဲဆိုရင်တော့ဘာဖြစ်လို့အနုပင်ရရှင်တွေကမင်းတို့ကခိုးပြီးမှဝါရဖြစ်ခိုင်းတာလဲ။ဘာဖြစ်လို့ internet line တွေမင်းတို့ကပိတ်တာလဲ။ဘာဖြစ်လို့မင်းဆွေပါတီခေါင်းဆောင်တွေကိုလုံခြုံရေးယူပေးတာလဲ။မင်းတို့ကကြောက်လွန်းလုံးမဟုတ်ဘူးလား။မင်းတို့ကကြောက်လွန်းလုံးမင်းတို့ဆိုင်ဘုတ်တွေတော့မင်းတို့ကကင်းဆောင်နေရတဲ့ဘဝတွေ။အဲ့ဒါမင်းတို့မကြောက်ဘူးလား။ခွေးတာမင်းတို့ကပြီးပြီးပြီးလို့ခဏခဏပြောနေလို့ဒီနေရာမှာတခုလို့ပြောချင်တယ်နော်။ မင်းတို့သားသမီးတွေကမြန်မာပြည်မှာကြောင်းမတက်ခိုင်းပေနဲ့တခြားနိုင်ငံတွေမှာကြောင်းတက်ခိုင်းတာကပါလေဒါကပြီးပြီလေမင်းတို့မွေးထားတဲ့သားသမီးကိုတိုင်ကပြီးပြီဖြစ်နေကြတာမှတ်ထားခွေးသားဟုတ်ကဲ့ပါတော့ငါချင်းတို့ဒီနေ့ညတင်ဆက်မှုကတော့ဒီလောက်ပါပဲချင်းမရချစ်တင်ပါတယ်ဂျမိုင်းကိုစိတ်ကြပါ I love you all God bless you all thank you for your time